တော့မောင်ရဲနဲ့လူရီအများကြီးရဲ့အသက်ကိုကယ်ခဲ့တဲ့အိန္ဒိယလူကြီးပြည်သူများရှင် အိန္ဒိယနိုင်ငံရဲ့အစွန်အပြားဒေသကရွာလေးတီဝါမှာတော့လူရီအားလုံးလေးစားချစ်ခင်ကြတဲ့လူကြီးတစ်ယောက်ရှိပါတယ်။သူကတုတ်တုတ်လေးတစည်းကိုသုံးပြီးတော့လူပေါင်းများစွာရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့သူကလူကျန်းသာတစ်ယောက်မဟုတ်သလိုဈေးပညာတတ်ကျွမ်းတဲ့လူတစ်ယောက်လည်းမဟုတ်ပါဘူး။အဲဒီလိုလူတစ်ယောက်ကအခုဆိုရင်တော့ကိုပိုင်ဈေးရုံတွေကိုပါတိစောင်းနေပြီလေဖြစ်ပါတယ်။ဒါဆိုသူကဘာတူလဲ လူတွေအများကြီးရဲ့အသက်ကိုတိုးတိုးတစည်းနဲ့ဘလို့ကဲ့တင်လဲရလဲကိုပိုင်ဆေးရုံတွေကိုရောဘလို့တီဆောက်လဲရလဲဆိုတာကိုတော့ဒီနေ့ဗီဒီယိုလေးထဲမှာလိုက်ပါပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်ဒီလူကြီးရဲ့နာမည်ကတော့ Carrie Mu ပဲဖြစ်ပါတယ်လူတိုင်းကတော့သူ့ကို Ambulance Starter ဆိုပြီးတော့ခေါ်ကြတယ်လို့လည်းသိရပါတယ် ဟိုးလူငယ်ရဲ့နှစ်တွေတုန်းကသူမိခင်ကရုတ်တရက်နေမကောင်းဖြစ်ခဲ့တာကြောင့်ခရီမိုလည်းမိခင်ကိုစိတ်ယုံပို့ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူတို့ရွာလေးကမျိုးနဲ့အလန်းဝေးတာကြောင့်စိတ်ယုံပြချင်းရတောင်အဝေးသွားမှဖြစ်ပြီးတော့အနီးနားမှာဘာစိတ်ယုံစိတ်ကမ်းမှလည်းမရှိဘူးလို့သိရပါတယ်။သူကရွာရဲကလူတွေကိုအခုညီလိုက်တောင်းခဲ့ပေမဲ့ ဘသူမှမကူညီပေးခဲ့ကြပါဘူး။နောက်နေ့မနက်မှာတော့သူ့အမေကဈေးဝင်မပို့နိုင်တာကြောင့်အသက်ဆုံးရှုံးသွားခဲ့ရပါတော့တယ်။ခရီမူလည်းရွာထဲကနောက်ထပ်ဘသူမှအချိန်မီဈေးဝင်မပို့နိုင်တာကြောင့်အဲလိုအဖြစ်ဆိုးမျိုးနဲ့မကြုံစေရဘူးဆိုပြီးတော့သူ့အမေရဲ့အတူပါမှာဂရုပေးခဲ့တယ်လို့သိရပါတယ်။နောက်ထပ်လအနေငယ်လောက်အကြာမှာတော့သူတငယ်ချင်းတယောက်ကမွေပေါက်ခံလိုက်ရတယ်လို့သိရပါတယ်။ခရီမူလည်းနောက်တစ်ယောက်ကိုအသက်ဆုံးရှုံးမခံနိုင်တော့ဘူးဆိုပြီးတော့သူတငယ်ချင်းကိုသူ့ဆိုင်ကယ်ပေါ်တင်သူ့ ဲ့ခန္ဓာကိုယ်နဲ့တိုင်းချီပြီးတော့ကီလိုမီတာ90ကျော်ဝေးတဲ့ဆေးရုံစီကိုလိုက်ပို့ပေးခဲ့ပါတယ်။အရင်နေ့မှာပဲဒီဆိုင်ကယ်နဲ့လူအသက်တွေကိုကယ်နိုင်တယ်ဆိုတာခရီမူတယောက်သဘောပေါက်သွားခဲ့တာကြောင့်သူစရိတ်သူစားပြီးတော့နေမကောင်းဖြစ်တဲ့ရွာတွေကလူတွေကိုသူဆိုင်ကယ်လေးနဲ့ဆေးရုံစီကိုလိုက်ပို့ပေးခဲ့တယ်လို့သိရပါတယ်။ သူတို့ရွာနေပြီးတော့စေယုံစီကိုရောက်ဖို့ဆိုရင်တော့ချောင်းလေးတစ်ခုကိုလည်းဖျက်ရတယ်လို့လန်ချန်လုံးလို့စေယုံကမဝင်နိုင်တဲ့နေရာတွေကိုလည်းဖျက်ပြီးတော့သွားရတယ်လို့သိရပါတယ်။ဒါပေမဲ့ Karimu ကတော့မငင်းညူခဲ့ပဲတခြားရွာလူတွေကိုပါလိုက်ကူညီပေးခဲ့ပါတယ်။အချိန်ကြာလာတဲ့အမျှအရင်တုန်းကတော့သူ့ကိုယူနေရလားဆိုပြီးတော့လောင်ခဲ့တဲ့လူတွေစီကနေလည်းအကူအညီပြန်ပြီးတော့တောင်းရတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။ Karimu ရဲ့ဘဝအကြောင်းကိုဆက်ပြီးတော့မပြောသေးခင်မှာအကယ်လို့ပရိသတ်ကြီးတို့အနေနဲ့ဒီနေ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like and share လေးနဲ့အားပေးသွားဖို့အတွက်ကိုလည်းတောင်းဆိုချင်တာဖြစ်ပါရဲ့ရှင်။ Curry မူကတော့တာမန်စိန်ဟုံလောက်ပို့ပေးရတဲ့တင်မရတန်ခဲ့ဘူးဖြစ်ပါတယ်။သူကအရေးပေါ်ရှေးဦးသူနာပြူချောင်းလေးကိုတိုက်ခဲ့တယ်လို့ဂျမားရေးအထောက်ကူပြူကန်လေးတွေကိုပါဖွင့်ပေးခဲ့ပါသေးတယ်။ဒါတင်မကပဲသူစိုက်ကယ်လေးကိုဘေးတွဲတက်ပြီးတော့နေမကောင်းဖြစ်တဲ့လူတွေလှဲပြီးတော့တတောင်းတတလိုင်းလို့ရအောင်လို့ရေစိုကန်မွှေးရလေးတစ်ခုပါဆင်ပေးခဲ့တယ်လို့သိရပါတယ်။ဒီလိုနဲ့ Curry မူရဲ့လုပ်ရက်တွေကိုကဘာ နဲ့လူတွေလည်းတဖြည်းဖြည်းတိလာခဲ့ကြပြီးတော့ပတ်စံတွေဝိုင်းလူခဲ့ကြရလို့သိရပါတယ်။ area ရတဲ့ပတ်စံတွေသူကစုပြီးတော့အခမဲ့ဈေးရုံကြီးတွေကိုပါဆောက်လုပ်ပေးခဲ့ပါသေးတယ်။ ပညာလည်းမတတ်သလိုချမ်းလည်းမချမ်းသာတဲ့စေလောကတွေရပါမဟုတ်တဲ့လူတယောက်ကဒီလိုမျိုးဝေးလံခေါင်ပြားတဲ့ဒေသတွေမှာပရိသတ်ဇီးယုံတွေလိုက်ဆောက်ပေးတယ်ဆိုတာကတကယ်ကိုအထင်ကြီးစရာကောင်းလာပါတယ်ဒီလိုကနေကိုဗစ်ကာလဖြစ်လာတဲ့အချိန်မှာလဲကာရီမူကလူနာတွေကိုစေယုံစီယိုလိုက်ဖို့ပေးခဲ့ရုံတည်းမှာကပဲနဲ့ဘယ်သူမှမလုပ်ရဲကြတဲ့လူနာတွေရဲ့ခန္ဓာကိုယ်တွေကိုတင်းကြိုင်းစီကိုလိုက်ပြီးတော့ပို့ပေးရလဲလို့ပေးခဲ့သေးတယ်လို့သိရပါတယ်အဲ့ဒီတော့ဆိုရင်လဲရွာတွေကအမျိုးသမီးတယောက်ရုတ်တရက်အသက်ရှူမ ဝဖြစ်လာခဲ့ပြီးတော့ဘသူအမသူမကိုမကူညီပေးရဘူးလို့သိရပါတယ်။အဲ့ဒီမိန်းကလေးကိုလည်းခရီမူကပဲစေယုံကိုလိုက်ဖို့ပေးခဲ့တာဖြစ်ပြီးတော့လမ်းမှာအရေးပေါ်ဖြစ်လာလို့တောင်မှယောဂကူးခြင်းလည်းကူးပါစေဆိုပြီးတော့ပါဇက်ချင်းတည်ပြီးတော့လေမုတ်သွင်းတာကိုပါလှုပ်ပေးခဲ့တယ်ဆိုပြီးတော့သိရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်း ပရိသတ်တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။